ဒီငါတန်းချောင်းကကားလမ်းပေါ်ကအမြောက်တဲ့တုံးလေးလေးကိုသူတို့အေးတက်တွေဝင်တိုက်နေပြီလို့သူကပြောတယ်အေးတက်တွေဝင်တိုက်နေပါပြီလို့ပြောတယ်ပြောတော့ကျွန်တော်လည်းဒီမြေပုံမှာပြန်ကြည့်ပါတယ်ကြည့်တဲ့အခါကျတော့ငါတန်းချောင်းကကားလမ်းပေါ်မှာနော်ငါတန်းချောင်းကကားလမ်းပေါ်ဘယ်နာတိရခိုင်နေရခိုင်အေးအေးတက်အေးတက်တွေအေးအေးတွေဘယ်တိရောက်လဲလို့မင်းငါတန်းချောင်းကကားလမ်းပေါ်အပေါ်ပိုင်းတော်တော်များများရောက်နေပါပြီအဲဘာခေါ်လဲဆိုတော့ဒီဒီဒီအမတ်တာပေါ့ အမရ3အမရ3လေးလေးထိရောက်ပြီလားလို့မင်းတော့အမရ3လေးလေးနားထိရောက်ပြီလားလို့မင်းရောက်ကောင်းလဲရောက်နေတယ်ဒီဂုံးကောင်နေနောက်ကြောင့်ကွာကားလမ်းပေါ်တော့ချောက်ဆင်းလာတာလည်းဖြစ်နိုင်တယ်လို့ဒီဘက်ကပတ်သိမ်မော်ရလမ်းဘက်ကနောက်ကြောင်းလည်းပြတ်တက်တာလည်းဖြစ်နိုင်တယ်တီရာဂုံးမြင်တော့ဘာလို့ဖြတ်ပြီးတော့ပတ်တက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီဘက်ကရှားရွာတယ်တေးပင်ကြီးစုလို့ဘာလို့အဲနောက်ကြောင်းကနေပြီးတော့နော်ဟိုရွာတကြီးလို့အဲ့လိုနောက်ကြောင်းဘက်ကနေပတ်ပြီးတော့ဝင်လာတာပေါ့နော်ဒါလည်းစဉ်းစားလေကောင်းတယ်သို့တော့အမရ3လေးလေးကိုတိုက်နေပါပြီလို့ပြောရပြောတဲ့ခါမှာအေးတိုက်တာပါလို့ဆိုတော့ပြောတယ်ဒါပေမဲ့3လေးလေးကိုတိုက်တယ်သူတို့ရမရတော့ကျွန်တော်မသိဘူးအမအမရ3လေးလေးရဲ့ပတ်ပတ်လေးကိုကျွန်တော်ပြောပြမယ် ျွန်တော်တို့ကကျွန်တော်ကဒီဘက်ကြီးကိုခဏခဏရောက်တယ်ဆိုသိတယ်ဒီအမတာ3လေးလေးဆိုတာအားလုံးသိရတယ်ကျွန်တော် Google မှာသွားကြည့်တော့ Google Map ကလည်းရှိနေတွေ့ပါလိမ့်မယ်အမတာ3လေးလေးဆိုတာ3လေးလေးဆိုတာခုနကဒီအသံကကားလမ်းမကြီးရဲ့ဘေးမှာတက်ကချီတယ်ပပလေးကြီးကဟိုလာပြီးလို့ပြင်းပြောရင်တော့တောင်ကုန်းတောက်တဲ့မရှိဘူးဟိုအပေါ်စီကလည်းပြုတ်လို့ရတယ်ဘာမှမရှိဘူးပြန်ပြီးမြေပြန်ပြီးလို့ပြန်တယ်ဆိုတော့တက်ကတက်ကလာစောကြီးကကြိုးတင်ပြင်ဆင်ထားမယ်ဆိုရင်ပပလေးမှာလာတိုက်လာမယ်ဒီဝိုင်းလာမယ်အုပ်စုကြီးအပေါ်စီကနေတက်ကနေပြီးတော့ပြုတ်လို့ရတာကြီးပဲရှိတယ်အသာစီကိုပြုတ်လို့ရတာကြီးပဲဒါပေမဲ့ ဟိုဒါလည်းကျွန်တော်ကဟိုမြင်မြင်မြင်ရတဲ့ပုံစံပြောတာပေါ့ကျွန်တော်မမြင်ရတဲ့ပုံစံလည်းမရှိတော့ဘူးအေရီကဘယ်လိုပုံစံတိုက်တယ်လဲပေါ့ဘယ်လိုတိုက်လဲဆိုတော့ဥပမာအေရီက drone တွေကိုတုံးလာသလား drone တွေကောင်းကောင်းတုံးပြီးတော့ drone တွေနဲ့ပဲတိုက်ပွဲဝင်နေသလားဒါထားပါတော့ဒီအမတ်တတုံးလေးလေးလေးမှရှိတက်ကိုအပေါ် drone တွေနဲ့တရသက်ချပြီးတော့မြေပြင်ကနေပြီးတော့ပြင်းပြင်းပြင်းတိုးလာနေရလားဒါလို့ကျွန်တော်တို့မေးရမှဖြစ်တယ်ဆိုတော့ drone တုံးပြီးတိုးလာတာဖြစ်လာဖြစ်နေလားဆိုတော့ဖြစ်နိုင်ချေလို့ရှိပါတယ် drone တုံးပြီးတိုးလာတာမျိုးတော့ဖြစ်နိုင်ရရှိတယ်ဒါမဲ့လည်းတကယ်တမ်းနေလာလာတိုက်ကြဟိဆိုရင်တော့ဒီအမတ်တတုံးလေးလေးကိုရဖို့လွယ်တော့မလွယ်ဘူးသို့တော့ တက်ကပြင်ဆင်မှုပေါ်ရောက်ရင်တော့ပါသွားနိုင်ချေရှိတယ်။ဒါဒီဒီနေရာမှာဘာတွေ့ရမလဲဆိုတော့လူမျိုးတက်ဖို့တက်ဖို့အနေနဲ့ဒီဘလို့စဉ်းစားမလဲ။သူဘလို့စဉ်းစားမလဲ။ဒီအမရတ3လေးကိုလက်လွတ်မလား။မလွတ်ဘူးလားပေါ့နော်။ဆိုတော့ဒါကိုစဉ်းစားရပြီ။ဆိုတော့အမရတ3လေးလေးကိုတိုက်နေတဲ့အချိန်မှာဒီဘက်မှာတီတာကောမီကတိတ်မွေးတော့အမရတ3လေးလေးနဲ့တီတာကောမီဆိုတာကပွင့်နေပြောတော့ဟိုကားမောင်းသွားရင်ကျွန်တော်တို့ပြောရင်ကားမောင်းသွားရင်7မိနစ်ဆိုရင်ရောက်ပြီလို့ပြောလို့ရတယ်။7မိနစ်ဒီမှာရောက်ပြီ။ Another one ပြာဝီစတိုင်းမှုတွေညံ့ချက်ကလွန်ရောတဲ့။ကဲအေယာဝီစတိုင်းမှုတွေညံ့ချက်ကလွန်ရောလွန်ရောဆိုတဲ့ခါကျအေယာဝီနဲ့ပတ်သက်ပြီးတော့ဗောနော်။ ် ARV ကိုစာလုံးရင်စဖြစ်မယ်ဆိုကတဲ့ကကိုမုံမုံစပြောခဲ့တယ်နော်အဲ့ဒါမှတ်မိလိုက်လားမသိဘူးအဲ့တော့ ARV ကိုစစ်ဆောက်ဝင်တော့မယ် EE နဲ့ PDF တွေအားလုံးကလည်းကြီးနေပြီเนาะစုနေပြီချောင်းနေပြီဘယ်နေရာမှာအဓိကတော့မြန်အောင်ပေါ့ဗျာမြန်အောင်ကိုเนาะအဲမြန်အောင်ဘတ်ချမ်းပေါ့အဲ့ဘတ်ချမ်းကိုစပြီးတော့အဲဝင်ကလေးကကိုမောင်စပြီးတော့ပြောခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာခင်ဗျားတို့အဲ့ဒီတော်တော်များများ ARV AC ပါဆိုတဲ့ပုံစံမျိုးရှိနေတယ်အဲသို့ပါတော့လဲကျွန်တော်ကဒီချာပြောပြခဲ့အခု ARV မှာပါနေဖြစ်နေတယ်လင်းနဲ့ပြစ်ချပြစ်ပြနေရတယ်လက်နက်ကြီးနဲ့ပြနေရတယ်ဟာတိုက်ပွဲတွေပြင်းထန်နေတယ် ဲ့ဒီကျွန်တော်စပြောတဲ့ချိန်တုန်းကလည်းခင်ဗျားတို့အဲ့ဒီအဲဘယ်လိုကတင်းဖုံးအဘဟိုအဘကိုအရင်ကိုချစ်တဲ့ဒီနော်အဘသားတွေကလည်းအဘမှဖြစ်ပါဘူးအေးဆေးပါဆိုတဲ့ပုံစံမျိုးတွေပြောနေကြပါမယ်။တိတ်ကျွန်တော်ပြောပြီးသိမကြခင်မှာပဲလေးရင်းနဲ့တဝီပြီးသွားလို့မှာပဲအဘသားတွေလက်ခံလာတယ်ဟုတ်တယ်မလား။အဲထို့သူပဲအခုလေကျွန်တော်က ARV နဲ့ပတ်သက်ပြီးတော့အရှိကိုအရှိတန်းကျွန်တော်ပြောပြနေတယ်။သူပါတော့လည်းပဲအဘသားတွေကတော့ဘာမှမဖြစ်သေးဘူးဆိုတဲ့ပုံစံမျိုးတွေပါတွေ့နေရနော်။ဟုတ်ပြီပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့အဲပြောရမယ်ဆိုလို့ရှိရင်ပေါ့အခုလောလောဆယ်ပေါ့နော် ပသိမ်မုံရွာလမ်းရဲ့အနောက်ဘက်ကိုအေအေကခြေကုပ်ရသွားပြီအရှိမချမ်းကစခန်းတွေကိုလည်းအေအေကတိုက်နေပါပြီခင်ဗျာတိုက်နေပြီသဲနီကုန်းစခန်းကလည်းကျသွားပြီနော်ရေဖြူရွာကအခုလောလောဆယ်အဝိုင်းခံရရတယ်ဟုတ်လားအဲ့တော့ရေဖြူရွာကနေပြီးတော့ရဲကိုရောက်ဖက်ပြေးသွားတယ်နော်စခန်းကနေရဲကိုရောက်လုံးဝဖက်ပြေးသွားခြင်းဖြစ်တယ်ပေါ့နော်အဲ့သဲနီကုန်းကအခုသဲနီကုန်းမှာရေဖြူရွာအခွင့်နဲ့အာကျွန်တော်တို့အဲ့ဒီတဲ့ကောင်ကစခန်းပေါ့နော်တဲ့ကောင်စခန်းကလူတွေနဲ့ဥပပေါင်းပြီးတော့အခုကာကွယ်နေရတဲ့အခြေအနေဖြစ်တယ်အေအေဒီ ARV တိုင်းမှာအဲ့ဒီအခုကျွန်တော်တို့အခုကျွန်တော်ပြောနေတဲ့ဒီပသိမ်မွေရလမ်းကြောင်းရဲ့အနောက်ဘက်ခြမ်းနဲ့အရှိတ်ဘက်ခြမ်းကိုတွဲဖို့အတွက်နေရာစုံမှာတိုက်ပွဲပေါ်ဆောင်နိုင်လာတယ်။နောက်တစ်ခုကတက်လုတ်တက်ပြောင်းနေမြန်လာတယ်။အင်အားကလည်းမရှိဘူးဆိုရှင်အင်အား1500အကြီးရှိတယ်။အဲ့တော့ ARV အနေနဲ့ဘယ်လိုဖြစ်လာနိုင်တယ်လဲဆိုတဲ့အခါကျတော့ရှေ့လျှောက်ကတော့ဒီတိုင်းပဲသွားမယ်ဟဲ့ဆိုလို့ရှိရင်ပေါ့နော်တိုက်ပွဲကပူကျန်းလာမယ်။ဘာကြောင့်လဲဆိုရှင်အခုချိန်မှာအထိုင်းစခန်းတွေကိုလာပြီးတော့တိုက်နေရတယ်။တိုက်နေရတယ်သူတို့တီတီမမတော့မဖော်ဆောင်နိုင်သေးပေမဲ့လည်းအခုချိန်မှာအဲ့ဒီရွာတွေပေါ့ရွာတွေကိုသူတို့ရွာတွေအဖြစ်နဲ့သွင်းလိုက်ပြီ။နော် တက်မှာဂျမ်းမှာတလုံးမှမရှိဘူး။အဟုတ်ပဲတက်မှာသာဂျမ်းမှာရှိလို့ရှိရင်ဂျမ်းမှာပေါ့ဂျမ်းမှာဆိုတာရှိလို့ရှိရင်လုံးဝဒီစက်တက်အနေနဲ့တက်တော်ကြီးကိုခုခံကောက်ကွယ်နိုင်မှာဖြစ်ပေမဲ့ဂျမ်းမှာလည်းမရှိတော့တက်ကသူများတွေလာထုသူတို့တမင်တကာများတမင်တကာများလုံနေသလားတော့မှတ်ရပါလေဗျာနော်။ခုအရာရင်းမှာဖြစ်တဲ့ပုံစံကတက်စခန်းတွေကတပုံကိုထွက်မတိုက်ဘူး။တပုံကဒါဒီနေရာစခန်းပြီးရင်မဲကြတဲ့အလှည့်တဲ့ပုံစံလို့သိမလား။မဲမဲပေါက်တဲ့ဒီနေ့ဒီစခန်းမဲပေါက်လို့ဒီမှာလာတိုက်တယ်။အဲဟိုတဘိုးစခန်းမဲပေါက်လို့ဆိုဟိုမှာသွားတိုက်တယ်။အဲ့တော့ တာစခန်းတွေကပါဆိုတော့မိမိစခန်းထဲမှာပဲနေတယ်။ရန်သူလာတဲ့ချိန်လေးစောက်တယ်။ရန်သူကလာလဲလာလဲအော်ဟိုဘယ်လိုမှမဆိုမရှိနိုင်မကယ်နိုင်ဖြစ်လာတယ်။အဲ့တော့ထိခိုက်တယ်၊နာကျင်ရတယ်ပေါ့ဗျာနော်။ ope 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 ope